မင်္ဂလာပါရှင်မူလဝတ္တနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေမေလ29ရက်ဒီဒီနေ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့တွင်မုတ်သုံလီအားလုံးကောင်းနေပါမယ်ဒီကနေ့ညနေထိခမန်းချက်ကတော့ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းတို့တွင် နေရာစစ်စစ်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးထစ်ကြုံရပြီး ရန်ကုန်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ AR တိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ရီမူကြီးနိုင်ပါသည်။ရွာရာလုံးပြည်ဖြစ်ပါသည်။မိုးထိန်အောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း AR တိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး ၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်မိုးထိန်ထောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးထိန်ထောင်များရွေရှားရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်း၊မိုးထိပ်ချုံခြင်း၊မိုးကျူးပစ်ခြင်း၊လျက်စီးလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါသည်။မြမပင်လေပင်တွင်မြမကယုန်နှင့်တခြားနယ်ကမ်းလွန်ပင်လေပင်တို့မှမကြာခဏမိုးတက်လေပင်များကြောက်ပြီးလိုင်းကြီးရာမှလိုင်းအလွန်ကြီးပါမည်။ မိုးတက်လီပြင်းကြဆင်းရေပြင်းမြေပြင်းလေဟာတနအိလင်း35မိုင်မှမိုင်40အထိတက်ခတ်နိုင်ပါတယ်။လိုင်းမြစ်မှာမြမကန်ရဲတလျှောက်နဲ့ကမ်းလွန်ပင်လေပြင်းတို့တွင်10ပေမှ14ပေကန်ရှိနိုင်ပါတယ်။နောက်နှစ်အတွက်ခမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထစ်ချုံပြီးနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။ နေပြည်တော်မန္တလေးမြို့နယ်ဤတစ်ပိုက်အတွက်ဒီကနေ့ညနေထိခမှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရပါမယ်။ရွာရံလုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတစ်ပိုက်အတွက်ဒီကနေ့ညနေထိခမှန်းချက်ကတော့မိုးသင်းတဲ့ထစ်ချုံရပါမယ်။ရွာရံလုံးပြည့်ဖြစ်ပါတယ်ရှင်။